မွေကိုက်ခံရလို့စေယုံသွားတာကိုထိုင်းဆရာဝန်မှမွေစိတ်ပြည့်စည်မထိုးပေးတဲ့အပြင်စိတ်ပူစရာမရှိဘူးဆိုကအကိုက်ခဲပြောက်စီနဲ့ပိုသက်စီပြီးအိမ်ပြန်ခိုင်းခဲ့တာကြောင့်မွေကိုက်ခံငယ်ရတဲ့အသက်၁၈နှစ်အရွယ်ကောင်လေးမှာတော့တေလူနီပါဖြစ်ခဲ့ရပါတယ်။ဖြစ်စဉ်ကတော့၅လပိုင်းရှည်ရနေကထိုင်းတည်နေမှာပေါ်ပြလာတယ်။ထိုင်းနိုင်ငံလက်ရောင်မျိုးမှနေထိုင်တဲ့အသက်၁၈နှစ်အရွယ်စုထက်ဆိုတဲ့လူငယ်ဟာ ခုနှစ်ရက်နေညတနာရီအချိန်လောက်မှလောဘစီးချစ်ပြီလို့အိမ်ပြန်အိတ်တော့အမောင်ထဲမှာရှိနေတဲ့မွေးတကောင်ရဲ့ကြိုက်တာကိုခံရတာကြောင့်မိဘတွေမှတာဖြစ်သူကိုအိမ်ထဲနေတဲ့ဇေယုံတစ်ခုကိုခေါ်သွားခဲ့ပါတယ်ဇေယုံကိုရောက်တဲ့အခါမှာတော့ဆရာဝန်တွေဟာမွေးကြိုက်ခံငယ်ရတဲ့စုထေးဆိုတဲ့လူငယ်ကိုတွေးစစ်ခဲ့ပြီးတွေးထဲမှာဘာအစိမ်းမှမရှိဘူးဆိုကာအကြိုက်ခဲပြောက်စီပါရာစီတမောနဲ့ပိုးသက်စီပေးကအခြေအနေဘယ်လိုရှိတယ်ဆိုတာကိုထပ်တစ်ခါစစ်ဆေးဖို့အတွက် မနက်ဖြန်မနက်9:00နာရီမှာစေယုံကိုပြန်လာခဲ့ဆိုပြီးအိမ်ပြန်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့မိဘတွေဟာမွေးကြိုက်ခံရတဲ့တာဖြစ်သူကိုခေါ်ကအိမ်ပြန်သွားခဲ့ပါတယ်။အိမ်ပြန်ရောက်ပြီးနောက်မိုးလင်းကန်ဒီမှာတော့စုထက်ဆိုတဲ့လူငယ်ဟာခန္ဓာကိုယ်တစ်ခုလုံးပျောက်ခွေသွားပြီးစကားလည်းပြောမနိုင်တော့ဘူး။အသက်ရှူတွေကျက်လာပြီးရှာတွေလုံးလာတဲ့နောက်ဆုံးမျက်လုံးနောက်ဖွင့်လို့မနိုင်တော့တာကြောင့်မိခင်ဖြစ်သူဟာတာဖြစ်သူကိုစေယုံထပ်တခါခေါ်သွားခဲ့ပါတယ်။စေယုံရောက်တဲ့အခါမှာတော့ဆရာဝန်တွေဟာမွေးကြိုက်ခံရတဲ့အသက်18နှစ်အရွယ်လူငယ်ကိုထပ်တခါတွေ့ဆီခဲ့ပါတယ်။ ယ်ဒီတစ်ခါသွေးစေးမှုမှာတော့ဆရာဝန်တွေဟာအသက်၈၈နှစ်အရွယ်လူငယ်ရဲ့သွေးထဲမှာမွေးအစိုက်တွေရှိနေတာကိုတွေ့ခဲ့ရပြီးသူတို့ဆေးရုံမှာကုလို့မရဘူးလျောင်မျိုးမှာရှိတဲ့ဆေးရုံကြီးကိုပို့ရမယ်ဆိုကမွေးကိုက်ခန့်ငယ်ရတဲ့လူငယ်ကိုလျောင်မျိုးဆေးရုံကိုပို့ပေးခဲ့ပါတယ် ဖြစ်စဉ်နဲ့ပတ်သက်ပြီးမွေးကိုက်ခံခဲ့ရတယ်။အသက်18နှစ်အရွယ်စုထေးဆိုတဲ့လူငယ်ရဲ့မိခင်ဖြစ်သူပြောပြတာက"သူမတို့သားအမိတော်ဦးဟာလောဘချမ်းတစ်ခုမှလောဘစည်းချစ်တဲ့အလုပ်လုပ်ပြီးသူမတို့နေထိုင်တာကတော့လောဘချမ်းတွေကတဲတယ်မှဖြစ်တဲ့။တာဖြစ်သူမွေးကိုက်ခံရတာကတော့9ရက်နေညတနာကြီးအချိန်လောက်မှတာဖြစ်သူဟာ လောဘစည်းချစ်ပြီလို့တဲကိုပြန်လာပြီးအိတ်ဖို့လို့တော့မွေဟာပဲအချိန်ကလေးကတဲထဲမှာဝင်နေတယ်ဆိုတာကိုမသိဘူးဒီလိုနဲ့တားဖြစ်သူအရာတွေဝင်တော့မွေဟာတားဖြစ်သူကိုကြိုက်ခဲတာဖြစ်ပြီးမွေရဲ့ပုံစံကအဖြူနဲ့အမဲကွက်ကြဖြစ်တဲ့နောက်ပြီးအဲ့နေကအဒီမွေကိုရိုက်သက်ပြီးတခါတည်းစေယုံကိုမယူသွားခဲ့မိဘူးဒီလိုနဲ့စေယုံရောက်တော့ဆရာဝန်တွေဟာတားဖြစ်သူရဲ့အခြေအနေစိုးရိမ်စရာမရှိဘူးစိတ်မပူရဘူးဆိုက အကိုက်ခဲပြောင်းစီနဲ့ပိုးသက်စီပေးပြီးအိမ်ပြန်ခိုင်းခဲ့တယ်။ဒီလိုနဲ့သူမတို့သားအမိအိမ်ပြန်ရောက်ပြီးနောက်မူလင်းကနီးမှာတော့တာဖြစ်သူဟာအချိန်နေဆိုးရွားခဲ့ပြီးတေလူနီပါဖြစ်ခဲ့ရတာဖြစ်တယ်လို့မွေကိုက်ခန့်ငယ်ရတဲ့အသက်18နှစ်အရွယ်စုထက်ဆိုတဲ့လူငယ်ရဲ့မိခင်ဖြစ်သူမှပြောပြပါဗါး။နောက်ပြီးမွေးကိုက်ခန့်ငယ်ရတဲ့လူငယ်ရဲ့အလုံရှင်ဖြစ်သူပြောတာကညီလေးရဲ့အခြေအနေကိုတွေ့ပြီးဘလို့မှလက်ခံလို့မရဘူးလူတယောက်ရဲ့အသက်ကိုဘာလို့ဒီလောက်တောင်ပေါ်စားရတာလဲတိတ်ပြီးတော့လည်းမဆဲခြင်းဘူးလူတိုင်းရဲ့အသက်တွေဟာခမည်းတော်ရဲ့အသက်တွေလိုပဲတန်ဖိုးရှိတယ်လို့ မွေကိုက်ခံငယ်ရတဲ့အသက်18နှစ်အရွယ်လူငယ်ရဲ့အလို့ရှင်မှာဆရာဝန်တွေကိုပြောပါတယ်။နောက်ပြီးမွေကိုက်ခံငယ်ရတဲ့လူငယ်ကိုအရင်ဆုံးခေါ်သွားခဲ့တဲ့ဇေယုံကပြောတာက ဖြစ်ဖြစ်ချင်းမှာလူနာကိုစစ်ဆေးမှုပြုလုပ်တော့လူနာရဲ့တွေ့တဲ့မှာအစိတ်ရှိတာမျိုးမတွေ့ရဘူး။နောက်ပြီးအနေကလူနာရှင်တွေဟာလူနာကိုကြိုက်ခဲတဲ့မျိုးကိုတခါတည်းမယူလာတာကြောင့်ဗာမွေကြိုက်တာကိုခံခဲ့ရတဲ့ဆိုတာအတိအကျမသိရဘူး။နောက်ပြီးမျိုးစိတ်ပြည့်စည်ဆိုတာလည်းထိုးချင်နိုင်ထိုးလို့မရဘူး။အစိတ်မရှိတဲ့မျိုးကြိုက်ခံရတာကိုမျိုးစိတ်ပြည့်စည်ထိုးခဲ့မယ်ဆိုရင်တော့လူနာရဲ့ခန္ဓာကိုယ်မှာစိုးကျိုးတွေဖြစ်နိုင်တာကြောင့်အနေကလူနာကိုမျိုးစိတ်ပြည့်စည်ထိုးမပေးခဲ့တာဖြစ်တဲ့လက်ရှိမှာဇေယုံဘကလူနာကိုလေယောင်မျိုးဇေယုံကြီးကိုပြောင်းထားပေးခဲ့ပြီး ၊မွေစိပ်ပြည့်စည်နှချောင်းထိုးထားပေးတယ်။အောက်ဆီဂျင်ပိုက်လည်းပေးထားတယ်။လက်ရှိလူနာရဲ့အခြေအနေကတော့ခြေလက်တွေပုံမှန်တိုင်းလှုပ်လို့ရပြီးတရက်နှစ်ရက်အတွင်းမှာပြန်တက်တာလာနိုင်တယ်လို့ဆေးရုံဘက်ကလူနာရှင်တွေကပြောပါတယ်။ဟုတ်ကဲ့ပါကျွန်တော်အခုပြန်လဲပြောပြပေးသွားတာကတော့မွေကိုက်ခံရလို့စေယုံသွားတာကိုဆရာဝန်တွေမှာအကိုက်ခဲပြောက်စီနဲ့ပိုသက်စီပေးပြီးအိမ်ပြန်ခိုင်းခဲ့တာကြောင့်လူနာတေလူနီပါဖြစ်ခဲ့ရတဲ့ဆိုတဲ့ထိုင်းနိုင်ငံလက်ရောင်မျိုးမှာဖြစ်သွားခဲ့တဲ့နမိတ်ကြီးအဖြစ်အပျက်တစ်ခုကိုကျွန်တော်ပြန်လဲပြောပြပေးသွားတာပဲဖြစ်ပါတယ်